နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကတော့တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအချိုးအစားတတ်မှတ်ပေးဖို့လိုတယ် တချို့အရာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့နိုင်ငံအကြီးအကဲပေးတဲ့မြေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုမြေနေရာကဥတလီဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချင်းချင်းကိုတက်ရှုသွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖျဲသီးရရှိနေဘူးလားဆိုရင်မျိုးပုံကိုပေါ်ပါတယ်။ကျမတို့ဒီလည်းပဲတိုင်းပြည်လုံးချုံကြီးအမျိုးသားလုံးချုံကြီးကိုကြည့်ဖို့လိုအပ်တယ်။အဘောင်ကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့။ အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းပြည်နဲ့အဘတိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်ဒါကြောင့်တချို့ຢာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့ຢာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တဲ့ကိစ္စဖရဲတိကြောင့်ဖြစ်ရတယ်လို့မပူတူပြောလာပြီးအပချစ်သူတွေတိုင်းပြည်ကိုမပြစ်ကြဘူးတတိပေးလိုက်ပြီးမှု အဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးကြီးကျွန်မမဘုဒ္ဓမဟာသေးပါရှင်တိမ်ဖုံးနေလားအကြောင်းပြောပါမယ်တိမ်ဖုံးနေလားလက်ပြုတစ်ချက်တော့မဟုတ်ပါဘူးမတ်တမတော်ရအောင်ပါတယ်မှာကျွန်တော်မြန်မာနိုင်ငံကြီးကအကြောင်းမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း100ကျော်နဲ့နိုင်ငံဝန်တန်းတွေအကြောင်းမျိုးကိုပြန်လည်ချိန်ချနေထိုင်နေဖြစ်တယ်။ဒါကြောင့်မလို့မကြခဲ့ပါအကြောင်းမမှာရှိရဲ့စာတင်ကြောင်းတွေပြန်ဖွင့်တော့မယ်။ခလေးတငယ်တွေပညာရှင်တွေဖွင့်ရတော့မယ်။စေယုံစေရနေပြန်ပြီးဖွင့်တော့မယ်။ ပြည်သူတွေကိုချက်မှိုင်းဆောင်ဆောင်မှုပေးနိုင်အောင်မယ်။အခုလိုမျိုးလာမင်းအလင်းရောင်လို့ထုံးလဲတဲ့သတင်းတွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲတော့ဖုံသွားတယ်။ဆိုတော့လက်ရှိမှာဒီဗလီကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသောတုံ့ပြန်ချက်ပြည်သူတွေကပြည်သူအသံနှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအောက်ဆွန်လက်စုကွဲသွားတယ်။အုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ကိုကိုဂျိုးစီးပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စုနှစုကွဲသွားတယ်ဆိုရင်လူတို့ရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်။နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဒီဇယ်ဥပဒေအရ ဟာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပြပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာတော်စုဆွေးရလက်ထက်ဆိုရင်ရောသူတို့အမေစုဆွေးရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တော့ပြန်လဲကြားရတယ်။တော်စုဆွေးရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်။တည်စေအာနာပိုင်အစိုးရကိုသူတို့ပုံကန်ရင်စန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျူးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်တော်စုအစိုးရအာနာပိုင်ရှိခဲ့တဲ့ကာလတော့ငါနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်နေခဲ့ကြတာပါ။လက်ရှိချိန်မှာတော်စုကိုဝေဖန်နေရဆိုတာတော်စုမှာအာနာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်။ နော်ဆိုတော့အဲ့ဒီလိုမျိုးအာအမခင်မှာထမိုင်ချုံပြီးအဘခင်မှာဘုံမှာရဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပဲပါ ဆိုတော့ကျမကပြောချင်ရှိရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူနဲ့မှာအာစီပွားရေးရှုပ်ရှင်ငွေကြေးအရှုပ်ရှင်လူမှုရေးအရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူဒီသူတိုးတောင်စီကမှဘသူအရေးကမှဘသူအရေးကမှမခိုခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွက်ကျွန်မဒီပြောပြချင်ရင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျွန်မပြောပြချင်ရင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်ဘသူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူးဆိုတော့လက်ရှိမှာအာဒီဗလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆက်ဥပဒေရရပိုင်ခွင့်ရ၂000ရှေ့ချေဦးရပေးပါတယ်ဆို တဲ့တုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝတီရက်ကွက်မှာဥတင်နိုင်အမည်နဲ့ဥတန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝင်ချုပ်ကနိုင်ငံတော်အကြီးအကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လားချပေးမိမယ်နော်လရှိဘောကဝတီရက်ကွက်ပြင်မနာမြို့မှာစွန်နီနဲ့ရှိရာအတွင်းမြေနေရာနှစ်နေရာဥတင်လာအမည်နဲ့ဥတန်းချုံအမည်နဲ့ရှောက်ထားတဲ့မြေကွက်တွေကစီပင်ကခွင့်ပြုထားတဲ့နေပြည်တော်စီပင်သားရဲ့ကုမ္ပဏီကခွင့်ပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းအချစ်ချင်းညီညွတ်ရေးအဖွဲ့ကိုနိုင်ငံတော်အကြီးအကဲကပြီးလိုက်တဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လား ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးတာအခုဘာသာပေါင်းစုံပြိပက္ခဖြစ်ရေးပို့ဥတည်နေပြီဆိုတာခလာတို့တရေထားမိသလား ်ဒီပလီကိစ္စကိုပထမဆုံးစလို့ရစပြီးပြောတဲ့ကအစ်မပြောခဲ့ရဲ့နောက်နေပြီးတော့ပလီလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတန်းနေတာကရန်လုံးရန်ကုန်မြို့လက်ကောင်မှာရှိရဲ့စုလီပြားရဲ့အစ္စလန်ဒီရဲ့ပြည်စီရဲ့ခရီးရန်ဒီရဲ့ချက်ချောင်းရဲ့ကိုအရင်ဆုံးပြင်းပြင်းပြီးရဲ့လို့ကျွန်မပြောခဲ့တယ်ဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရင်နိုင်ငံသားခွင့်ရပေးမယ်အားလုံးကငင်းငင်းချက်ချက်အထူးရှင်တွဲနေထိုင်လို့ရတယ်ဆိုတဲ့သဘောဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအခြေခဲ့ကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့မှပဲတနည်းအားဖြင့်တစ်ခွဲတစ်ပြားစီပေးလို့မသင့်တော့ဘူးပေးလို့လည်းမရဘူးပေးမယ်ဆိုရင်တော့စုလီ ဖျားနဲ့ဒီခွေရံနေချက်ချောင်းနေအစ္စလမ်နေပလီလို့တနေရာထဲမှာတဆုတ်တဝေးတဲ့ပေးဖို့လိုရတယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လေဒီလိုတနေရာထဲမှာတဆုတ်တစီတဲ့နဲ့ချပေးပါပြီးရင်အဆောက်အအုံဆိုလို့ရှိရင်လေခွေရံတွေကလည်းသူတို့ဘတ်ဂျက်နဲ့သူတို့ကလည်းသူတို့ဆောက်မယ်အစ္စလမ်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူတို့ကလည်းသူတို့ဆောက်မယ်ဆိုရင်ရှင်တို့တွေတည်ပြီးသွားတယ်နောက်10နှစ်15နှစ်နဲ့20ကျမတို့တည်ပြီးသွားတယ်နောက်10နှစ်15နှစ်20မှာဒီအစ္စလမ်တွေသူတို့ရဲ့ပလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးပလီကိုထပ်တိုးပြီးမဆောက်ပါဘူးလို့ခင်ဗျားတို့အမခံချင်မပေးနိုင်ဘူး ဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲဘယ်သူတာဝန်ယူနိုင်လဲဘယ်သူမှနိုင်ငံကြီးအာမခံချက်မပေးနိုင်ဘူးဘယ်သူမှတာဝန်မယူနိုင်ဘူးဒါကြောင့်မလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမီးအေးကနောက်တစ်ထက်လားနှစ်ထက်လားစတင်ပြီးအကုန်လုံးကိုအချိုးအစားသတ်မှတ်ပေးဖို့လိုတယ်တချို့ຢာတွေကဥပဒေရဟာပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့ ဒါနိုင်ငံအကြီးအကဲပေးတဲ့နေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုနေနေရာကဥတလေဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချက်အချက်ကိုတက်ရှုပ်သွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖျက်သိရရှိနေဘူးလားဆိုရင်မေးခွန်းကိုပေါ်ပါတယ်ဟုတ်အဲ့လိုလဲဆိုတော့ဒီပြည်ခမ်းဖြိုးပါတီရဲ့အကြီးအကဲနေပြည်တော်စီမင်း sorry နေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်တယ်ပြည်ခမ်းဖြိုးအကြီးအကဲဘူးလဲဦးလာဆွေကိုယ်တိုင်ကစီမင်းကတာဝန်ရှိတဲ့သူလူကြီးတွေကိုမေးထားတာစီမင်းကခွင့်ပြုထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်လက်ရှိမှာဥတင်တိုင်းဥတန်းတွန်းတို့ကနေပြည်တော်စီမင်းရဲ့ခွင့်ပြုချက်နဲ့စောင့်လုပ်နေတယ်ဆိုရင်ဒီညမှာ နိုင်ငံကြီးခဲ့ပြီးတဲ့နေနေရာတက်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တချုံလက်တလုံးချလုပ်ပြီးညီွက်နေရာရှားယူနေတာတက်တဲ့ဆိုတဲ့အခြေအနေကိုပေါ်နေတယ်။ဆိုတော့ဒီစက်ဥပဒေရပေးရပါတယ်ဆိုတဲ့လူတွေအနေနဲ့ကခင်ဗျားတို့ဒီနေနေရာဟာနိုင်ငံကြီးခဲ့ကတရားဝင်ချပေးတဲ့နေနေရာဖြစ်ကြောင်းခင်ဗျားတို့တက်တော့ပြဖို့တော့လိုပါလိမ့်မယ်။ဆိုတော့ဒီကမ္ဘာလုံးမှာကအစ္စလာမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ကိုကာကွယ်နေကြတယ်။ ခုဘက်မှာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်နေတယ်เนาะ UK မှာဆိုလို့ရှိရင် Manchester မြို့မှာရှိတဲ့ဂျူးတွေရဲ့ဖခင်ကြောင့်ပုံခွဲတိုက်ခတ်ခံရတယ်ဂျူးတွေရဲ့ဖခင်ကြောင့်အာဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်เนาะကားနဲ့ဝင်တိုက်ဓာတ်နဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်เนาะအဲ့ဒီလိုပဲတစ်ဆက်တည်းမှာပဲဟိုဂျာမနီမှာလေစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလန်ရဲ့အင်းတွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုး တည်ယဝင်ကျင်းညာနေပြီเนาะဒါအပြင်ဥရောပသမကအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမက EU ထဲမှာရှိနေတဲ့တရားမဝင်ဖလေတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှန်ဟီယာဥတွေကိုထောက်ခံတဲ့အစ္စလာမ်ဘက်တွေအကုန်လုံးကိုပြည်နယ်တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ဖော်ပြောနေပြီဒါကမှလုံးမှာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားရေးကဲအမျိုးသားလုံခြုံရေးကိုဦးထိပ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျမတို့ကအပအလုံခြုံရေးအပကြီးပွားချမ်းသာရေးကြည့်နေလို့မရဘူးကျမတို့ဒီလည်းပဲတိုင်းပြည်လုံခြုံရေးအမျိုးသားလုံခြုံရေးကိုကြည့်ဖို့လိုအပ်တယ်အပအကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမဖြစ်ပါနဲ့ အဖကိုလည်းချစ်ပါတော့တော့တိုင်းမီကိုလည်းမပြစ်ပါနဲ့ကျမတို့ကတိုင်းမီနဲ့အဖတိုင်းမီနဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းမီပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်ဒါကြောင့်တချို့ယာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့ယာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးသူဘဝအကြောင်းလူရှင်ရရွေးရဟုဥခင်ကြီးပြော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးကသူ၏စစ်သားဘသူများအားရုပ်ရှင်ရိုက်ကူးရရာကြောင်းနှင့်စစ်သားများ၏ပေးဆက်မှုတိစောက်ခဲ့ရသောတည်ငြိမ်အေးချမ်းမှုအကြောင်းမသိဘဲစော်ကားပြောဆိုနေကြသည်ဟုအော်တိုဘာ၂ရက်နေ့လယ်ပိုင်းတွင်အမှုပညာရှင်တချို့နှင့်တွေ့ဆုံစဉ်ပြောဆိုသည်အဆိုပါတွေ့ဆုံပွဲကိုမိတ်ဆွေများနဲ့တွေ့ဆုံပွဲဟုအမည်ပေးထားပြီးဥခင်ကြီးရန်ကုန်တိုင်းပါတီဥက္ကဋ္ဌဥခင်မောင်ဆိုးအမှုပညာရှင်များဖြစ်သည့်မေတန်းနုယမင်းကိုကို တတိဟာတာတယုတ်ဆောင်အုံးဒီအဆိုတော်ဂျင်းနီဒရိုက်တာတချို့လိုတက်ရောက်ခဲ့ကြောင်း စာမျက်နှာ၌ဖော်ပြထားသည့်ဥခင်ကြီးကတမတော်ကိုလည်းစော်ကားမော်ကားပြောတာပဲစစ်သားတယောက်ရဲ့ပါသူမြကိုလည်းသူတို့မသိဘူး။ကောင်းတဲ့သူလည်းရှိမယ်၊ဆိုးတဲ့သူလည်းရှိမယ်။ကျွန်တော်တို့လိုလူငယ်လည်းရှိခဲ့တာပဲ။ကျွန်တော်တနတ်ဆက်ခုနှစ်ချက်မှန်ထားတယ်။ကျွန်တော်ပိုက်ထဲကြီးစံနှစ်တောင်ရှိတယ်။အလကားနေရင်နဲ့တမတော်စန့်ကျင်ရေးအမုံတရားတွေနဲ့ကျွန်တော်တို့နိုင်ငံခြားလာပတ်ရန်နေတယ်။ဒါကြီးကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့အနာဂတ်တစ်တခုပါသူမြတစ်တခုဖန်တီးဖို့အချိန်ကရောက်နေပြီ။အဲ့ဒီအတွက်အလှည့်ပြောင်းကရွေးကောက်ပွဲပဲဟုပြောဆိုသည် ထို့ပြင်အမှုပညာရှင်များအနေဖြင့်ရွေးကောက်ပွဲကိုအားပေးရန်နှင့်မဲပေးရန်လည်းဥခင်ရီကစီယုံလှုပ်ဆော်ခဲ့သည်စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းတကူလာမည့်ဒီဇင်ဘာ28ရက်တွင်စတင်လှုပ်ဆောင်ရန်ကြေညာထားပြီး USDP ပါတီမှအများဆုံးရှင်ပြိုင်ကြမည်ဖြစ်ကာဥခင်ရီအနေဖြင့်လည်း2020ရွေးကောက်ပွဲ၌ရန်ကုန်တိုင်းစိတ်ကြီးခနောင်တို့မြို့နယ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီး NLD ပါတီအားရှုံးနိမ့်ခဲ့ရသလိုယခုရွေးကောက်ပွဲတွင်နေပြည်တော်ဇေယျာတီးမျိုးနယ်မှာဝင်ပြိုင်မည်ဖြစ်ကြောင်းသိရသည်